အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ25ရက်ညပိုင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါရမယ်နောက်ဆုံးရထိတ်တန့်သတင်းတွေထဲ KNU တွေ့ရဲ့ DKP အနေနဲ့ထဲကကြားဖြန့်လုပ်ငန်းကြီးကိုဘယ်လိုလုပ်ဖို့ရှိပါသလဲကြားဖြန့်ရင်းနဲ့ရှုပ်ထွေးနေချိန်မြန်မာထိုင်းနယ်နိမိတ်ကို ပြန်တိုင်းတာမယ့်စစ်ကော်မရှင်စစ်ကော်မရှင်တပ်တွေတဖြည်းဖြည်းစိတ်ဝင်နေတဲ့ TNL ပြန်ပေးထားတဲ့မိုးကုံမြို့ စစ်ကောင်မရှင်ကိုအခန့်လိုက်တဲ့ MNDA လာရှုံမျိုးပြင်ကနေမဆုတ်ပေးတဲ့တရင် ER မှာ AN နဲ့စစ်ကောင်မရှင်တိုက်ပွဲပြင်ဖြစ်နေပြီဆိုတဲ့အကြောင်းဂီတကခွေးစိတ်ခံဒူနာတွေကို အမြန်ဆုံးသက်တာစေရာကိုတွေးရှိသွားတဲ့စစ်ပညာရှင်တွေအဲ့လို တနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပါတရင်တွေကိုတင်ဆက်ပေးထားပါတယ်ပြရင်တဲ့နေကိုအရင်ဆုံးရှုကြလိုက်ကြရအောင်ပါ KNU တွေ့တဲ့ဒီကပင်နေမြေထဲကကြားပြန်လုပ်ငန်းကြီးကိုဘလို့လုပ်ဖို့ရှိတယ်လဲဆိုတဲ့အကြောင်းနဲ့စတင်နားဆင်ရမှာပါဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မှာတော့ဒီကပင်ရဲ့နေမြေဖြစ်တဲ့မြောက်ရီမြို့နယ်အထက်ကမင်းလက်ပံကျေးရွာနီးထိုင်းမြန်မာနေဆက်မှာကြားပြန်ယုံကြီးတစ်ခုကို KNU ရဲ့ KNL တက်တွေတွေ့ရှိခဲ့လို့ဒီနေ့မနက်ပိုင်းမှာပဲထုတ်ပြန်လာပါတယ်ဒီကပင်ရဲ့အကာအကွယ်နဲ့တိုးတိုးတိတ်တိတ်လေပတ်နေတဲ့ကြားပြန်လုပ်ငန်းကြီးတစ်ခုကိုမမျောလင့်ပဲ ဖော်ထုတ်တွေ့ရှိခဲ့ရလို့ KNU ကဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ27ရက်နေ့ကအနာဒိတ်စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကိုခုခံနေတဲ့ KNL တပ်တွေကို DGB ရဲ့ဘက်ကစတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဒါကြောင့် DGB ထိန်းချုပ်နေမြဲမင်းလက်ပန်ရွာနဲ့အနီးတစ်ဝိုက်ကို KNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီးနောက်နေမြဲရှင်းလန်းကျင်းအခုလိုအကြမ်းဖက်ရုံကြီးကိုတွေ့ခဲ့ရလို့သိရပါတယ်နိုင်ငံတော်များများကကြားဖြန့်ဝန်ထမ်း 2000ကျော်နဲ့အတူအလွှာတွေအထက်ထက်နဲ့တိဆောက်ထားတဲ့အကြီးစားကြားဖြန့်လုပ်ငန်းတွေလေပတ်နေရဖြစ်တယ်လို့ကိုရီးယားမျိုးသားအစည်းအရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီကိစ္စကိုထိုင်းနဲ့နိုင်ငံတကာအာဏာပိုင်တွေစီချက်ချင်းအသိပေးထားပြီးဖြစ်စဉ်ကိုကန်တရားမှနီးလန်းတွေတန်တရားရှိသူတွေကိုစစ်ဆေးအတည်ပြုနိုင်ရင်ကိစ္စတွေတက်ဆိုင်ရာနိုင်ငံသားတွေကိုနေရပြန်လဲပို့ဆောင်ရေးစတဲ့လုပ်ငန်းစဉ်တွေအတွက်အကြံဉာဏ်တောင်းယူထားတယ်လို့ဆိုပါတယ်။အဲ့ဒီအထက်ကထိုင်းနိုင်ငံသားတွေကိုတော့ လိုအပ်တဲ့တရားရဲ့ကံတွယ်ဖြစ်ရှင်းမှုတွေလှုပ်ဆောင်နိုင်အောင်ထိုင်းအာဏာပိုင်တွေစီလွှဲပြောင်းလိုက်ပြီလို့လဲဆိုထားပါတယ်။ရရှိရဲ့အသက်တွေအထောက်အထားတွေကိုလည်းပူပေါင်းဆောင်ရွက်နေရဲ့ကျွမ်းကျင်သူတွေစီလွှဲပြောင်းပေးအပ်ဖို့ခင်ယူကစီစဉ်ထားရလို့ဆိုပါတယ်။ဒုတိယအနေနဲ့ကြားဖြန့်ရေးနဲ့ရှုပ်ထွင်းနေချိန်မြန်မာထိုင်းနိုင်ငံမိတ်ကိုပြန်တိုင်းတာမဲ့စစ်ကော်မရှင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာထိုင်းနိုင်ငံစစ်ချောင်းကြားဖြန့်ရေးနဲ့ရှုပ်ထွင်းနေချိန်မှာပဲစစ်ကော်မရှင်ဘက်က နေစိတ်နေနမက်ကိုပြန်တိုင်းတာဖို့အစီအစဉ်နေရလို့သတင်းရရှိပါတယ်စစ်ကောင်မရှင်မြန်မာနိုင်ငံပြန်တန်းကမြင်းနဲ့ချောင်းရဲ့အတုံးချရဲ့တွာလာရဲ့နဲ့ပတ်သက်ပြီးအခြေခံသဘောတူညီချက်တွေရရှိအောင်ဆောင်ရွက်မယ်လို့ဆိုထားပါတယ်ဒီလိုလုံနိုင်ဖို့ပြီးခဲ့တဲ့ဩဂတ်လအထက်ကမြန်မာထိုင်းပူးတွင်းနေနမိတ်ကော်မတီကိုဖွဲ့စည်းထားတယ်လို့သိရပါတယ်အဲ့ဒီကော်မတီကိုစစ်ကောင်မရှင်လက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီးကဥက္ကဋ္ဌအနေနဲ့ဦးစီးလှုပ်ဆောင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံပြည်နှံ့ရဲ့ဖော်ပြချက်အရာ သိရပါတယ်။ဒါအပြင်ရေရင်းမြင့်တဲ့မြစ်ချောင်းတွေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကညွှန်ကြားမှုကြောင့်လည်းရေတဲ့ပင်မတိုင်းတားရေးတက်ကတက်မှုကိုလည်းအဲ့ဒီအဖွဲ့တဲ့အဖွဲ့ဝင်တွေဖြစ်ထက်သွင်းထားပါသေးတယ်။ဒီကော်မတီဟာထိုင်းအစိုးရကိုယ်စားလှယ်ဖွင့်နိုင်ညှိနှိုင်းပြီးနေနမိတ်တတ်မှတ်တာအပါအဝင် မြစ်ချောင်းအတုံးချသွားလာရေးအတွက်နှစ်နိုင်ငံအခြေခံသဘောတူညီချက်တွေချအောင်ဤလန်းရှာဖွေမယ်လို့ဆိုထားပါတယ်။ ခုနှစ်မေလကလောက်ကဆက်လို့ထိုင်းနိုင်ငံကခွန်မြက်ထဲမှာတဘာပတ်ဝန်းကျင်နဲ့ကျမ်းမာရေးထိခိုက်စေတဲ့အစနစ်တတူတက်မျိုးပါဝင်မှုနှုံမြင့်တက်နေရာကိုစတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်ထိုင်းဘက်ကမြေရီကိုစစ်ဆင်မှုတွေပြုလုပ်လာပြီးတဟားမြန်မာဘက်ကလာတဲ့ရှေတွေကြောင့်လို့ထိုင်းတဘာပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကစွပ်စွဲပြောဆိုနေကြပါတယ်။အခုစစ်ကောင်စီရဲ့ကွန်မတီကနေတွေ့ရှိချက်ကိုအခြေခံပြီးနိုင်ငံတော်နေနိမိတ်ကိုပြင်ဆင်ဖို့လိုအပ်ရင်2008ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အတူပြည်ထောင်စုလွတ်တော်ရဲ့သဘောတူညီချက်နဲ့ဆောင်ရွက်ဖို့ဆိုပြီးလဲဩဂတ်လ23ရက်ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ထမှန်တစ်ဆက်ပေးကျင်တာကတော့မိုးကုတ်မြို့ထဲစစ်ကွန်မရှင်တပ်တွေတဖြည်းဖြည်းစိတ်ဝင်လာနေတဲ့သတင်းပါ။တန်းတက်တင်လေကပြန်ပေးထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်ထဲစစ်ကွန်မရှင်တပ်တွေတဖြည်းဖြည်းစိတ်ဝင်မှုတွေရှိနေလို့သတင်းရရှိပါတယ်။အမျိုးသားညွတ်ရဲ့အစိုးရ energy တပ်တွေစက်ထိန်ဖို့ရည်ရွယ်နေတဲ့ ပထမမြေထဲကနေဒေသခံတွေတန်းဆောင်နေချိန်မှာပဲစစ်ကွန်မရှင်တပ်တွေဝင်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ရှာနဲ့ရှိနေပြီးတွေးခဲ့တဲ့လူတွေရှိတယ်။ TNL ကခေါ်သွင်းလာတာလားသူ့ဘာသူဝင်လာလားတော့မသိဘူးလို့မုကုံမြို့ခံတူကပြောပါတယ်။အော်တိုဘားလ29ရက်နေ့28ရက်တော့မှာတရုတ်ဂျာဝင်မှုနဲ့ကိုးချိန်မြောက်ပြုလုပ်ခဲ့တဲ့စစ်ကွန်မရှင် TNL ရဲ့အတွေ့ဆုံဆွေးနွေးပွဲအတွင်းမုကုံမြို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကမုံမိန်မြို့တို့ကို တန်ဟန်တက်ကပြန်လဲလက်လွတ်လိုက်တဲ့အကြောင်းအော်တိုဘာလ29ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့နောက်ဂျန်နယ်တက်တွေတဖြည်းဖြည်းဆုတ်ခွာမှုတွေရှိနေခဲ့ပြီးအခုတော့စစ်ကော်မရှင်တက်တွေကဝင်ရောက်လာကြပြီဖြစ်ပါတယ်။မိုးကုတ်မြို့ဟာမန္တလေးတိုင်းဒေသမြို့တွေအပြင်ချန်ပီယံနယ်မြောက်ပိုင်းကဒေသတွေနဲ့ပါဆက်ဆက်နေပါတယ်။ဂျန်နယ်ထိန်းချုပ်ထားခြင်းစစ်ကော်မရှင်တက်ကမိုးကုတ်မြို့ကိုဘုံကျဲဖျက်ဆီးမှုတွေအကြိမ်ကြိမ်မြောက်များစွာပြုလုပ်ခဲ့တယ်လို့ဒေသခံတွေတင်းချောင်မှုတွေရှိခဲ့ပါတယ်။ အခုလည်း energy တက်တွေကမြို့ကိုဆက်လက်ထိန်းချုပ်မယ်ဆိုတာကြောင့်မြို့ကန်80ရာခိုင်နှုန်းကျော်ထွက်ပြေးတိမ်းချောင်နေကြရတယ်လို့သိရပါတယ်။မိုးကုန်းမြို့ကိုတစ်သူများနဲ့ခွန်စစ်စင်ဒုတိယပိုင်းအတွင်းကျင်းနယ်လေးနဲ့ပူပေါင်းတက်တွေကဇူလိုင်လနောက်ဆုံးပတ်အတွင်းတိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ကအာခံလိုက်တဲ့ MNDA လာရှုံမြို့ပြင်ကနေမဆုတ်ပေးတဲ့အကြောင်းတင်ဆက်ပေးပါဦးမယ်။လာရှုံမြို့ပေါ်ကနေ MNDA တက်တွေဆုတ်ပေးပြန်တော့ မြို့ပြင်ကိုရွှေ့ခဲ့တာကိုထက်ဆုပ်ပေးဖို့အမိန့်ပေးနေတဲ့စစ်ကော်မရှင်ကိုကိုကန်တက်ကအခံလိုက်တယ်လို့တင်ရရှိပါတယ်။ချန်ပီယံမြောက်ပိုင်းကလာရှုံမြို့ကိုတရုတ်စနစ်ကြောင့်စစ်ကော်မရှင်ထံတနက်မဖောက်ပဲပြန်ပေးလိုက်ရတာဖြစ်ပါတယ်။ဒါကိုပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်ကလာရှုံမြို့မှာပြုလုပ်ခဲ့တဲ့နှစ်ဖက်တွဲဆုံမှုအတွင်စစ်တပ်ကကိုကန်တက်တွေအလုံးစုံနောက်ဆုတ်ဖို့အမိန့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ကိုကန်တက်ဘက်ကလမ်းမခံပဲစစ်ကွန်မရှင်ရဲ့စစ်တုံးပန်း200ကျော်ကိုသာပြန်လွှတ်ပေးခဲ့တယ်လို့ကိုကန်တက်နဲ့နီးစပ်သူတွေစီကနေသိရပါတယ်။အဲ့ဒီဆွေးနွေးပွဲနောက်ပိုင်းကိုကန်တက်တွေဆုတ်ခွာနေပြီလို့သတင်းတွေထွက်လာခဲ့ပေမဲ့ဒီနေ့အထိတော့တက်ဆုတ်တာမျိုးမရှိဘူးလို့ဒေသရင်းသတင်းမြစ်တူရဲ့အပြောအယသိရပါတယ်။လက်ရှိလာရှိုးမြို့နယ်အထက်က MNDA ထိန်းချုပ်ထားတဲ့တီဘောလာရှိုးလမ်းဘေးကခြေရော်ရီမှာအုတ်ချော်ရီလုပ်ငန်းတွေပုံမှန်လေပတ်နေရလို့သူကဆိုပါတယ်။ စစ်တပ်ကတက်ဆုတ်ခိုင်းလို့ကိုကန်တန်နဲ့စစ်တပ်တို့အကြားစစ်ရေးတင်းမာမှုတွေဖြစ်ပွားခဲ့ပြီးဒီဘောတရားကိုလည်းနှစ်ဖက်တက်တွေအပြန်အလှန်ပိတ်ထားတာကိုဒီနေ့ဒီပြန်မဖွင့်ပေးသေးဘူးလို့သိရပါတယ်။လာရှုနဲ့ဒီဘောကိုအထူးကဆက်သွယ်ပေးထားတဲ့တရားမဖွင့်သေးလို့နှစ်ဖက်ဒေသခံတွေကုန်တွေအပါဝင်ဖြတ်တန်းသွားလာလို့သူတွေအတွက်ကြီးမားတဲ့အခက်အခဲကိုရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။ပြည်တွင်းထက်အနောက်ဆုံးတရင်အနေနဲ့ ERI တိုင်းမှာ ENS စစ်ကွန်ရှင်တိုက်ပွဲ ြန်ဖြစ်နေရကိုပြောပြပါဦးမယ်။အတွေ့အော်ရွက်ောက်ပွဲကျင်းပနိုင်ရင်မျောလင်းကျင်းတဲ့အာခတ်တက်တော် A ရဲ့တင်ပိုက်ထိန်းချုပ်ထားတဲ့ရခိုင်အီယော်ရီတိုင်းအဆက်မှာရှိတဲ့မကြီးစင်တဲ့ဘောမိတ်ကန်းကျဲဘက်ကိုစစ်တကထိုးစစ်ဆင်လာတယ်လို့သတင်းရရှိပါတယ်။တာပေါင်းကလည်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်နဲ့ A ရို့အကြားတာပေါင်းအနောက်ခြမ်းနဲ့ရွှေတောင်ရံမြို့ကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒီကြောင်းသိရှိထားသူတို့ကပြောပါတယ်။ အေးတက်တွေဟာရခိုင်ပြည်နယ်ကွိုင်းမြို့နယ်ကိုတိမ့်ပိုက်နိုင်ခဲ့ပြီးရနောက်ဆက်ဆက်နေတဲ့ ERI တိုင်းရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနယ်ဘောမင်းကမ်းကျဲတို့ကိုဒီနှစ်2025ခုနှစ်နှစ်ဆန်ပိုက်မှာစက်တိုက်ဆိုလိုတိုက်ခိုက်တိမ့်ပိုက်ခဲ့ရပါအဲ့နောက်တိုက်ပွဲငြိမ်သက်နေခဲ့ရကနေဆေလာကျော်အကြာပိကရဲရက်ပိုင်းကဆာလိုဒီနေ့အထိနှစ်ဖက်အပြန်လန်ပြစ်ခတ်တံတွေကြားလာခဲ့ရတဲ့အကြောင်းဒေသခံတို့ကပြောပါတယ်တိဖြူကျန်တဲ့အနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်မကြီးစင်တာပေါင်းလန့်ကိုဒေသခံတွေအသုံးမပြုရေပဲဖြစ်နေတဲ့အတွက်သွာလာရေးခက်ခဲနေရလို့ဆိုပါတယ်။ဒါပေမဲ့တိုက်ပွဲတွေကမြို့ပေါ်ဖက်မှာဖြစ်ပွားနေရကြောင်းရွှေတောင်ရန်ချောင်းတာတာပေါင်းလန့်ဘက်ကသွာလာလို့ကြနေတဲ့လို့အဲ့ဒီကဒေသခံတူကလည်းအသိပေးပြောဆိုပါတယ်။အခါတက်တော်အေကအီယာဝရီနဲ့ရခိုင်အဆက်ကွာငတိုင်းချောင်းလမ်းမြောက်ပေါ်မှာရှိတဲ့ စစ်တပ်ရဲ့အမှတ်3လေးလေးအမြောက်တပ်ရင်းကိုထိုးစစ်ဆင်နေရကိုချော့ချနိုင်ဖို့အခုလိုအေးထိမ့်ရှုပ်ထားတဲ့ဘုံမင်းနဲ့မကြီးစင်ဘက်ကိုဝင်ရောက်တက်ခိုက်ဖို့လှုံ့ဆော်လာတာလို့စစ်ရေးအကဲခတ်တွေကသုံးသက်ပြောကြပါတယ်။အဲ့ဒီကတိုက်ပွဲတွေက မြေပြင်စစ်ကြောင်းတွေကိုလေကြောင်းအပြင်ခွားပင်လေပြင်မှာရှိတဲ့စစ်တပ်သင်္ဘောတွေကနေပါချွတ်တောင်ရင်ဘက်ကိုဆင်းလာပြီးလက်နက်ကြီးပစ်ကိုပေးနေရတယ်ရှိနေတယ်လို့သိရပါတယ်။နောက်ဆုံးပြပတ်တဲ့ရင်အနေနဲ့ ဂီတကခွေးစိတ်ခံလူနာတွေကိုအများဆုံးတတ်တာဆေတာကိုတွေ့ရှိသွားတဲ့စေပညာရှင်တွေအကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲညှနာလိုက်ပါစေခင်ဗျာဂီတဟာခွေးစိတ်ကုသမှုကိုလွယ်ကူစေပြီးပြန်လည်ကျမ်းမာမှုကိုမြန်ဆန်စေတယ်လို့အိန္ဒိယစေပညာရှင်တွေရဲ့သုတေသနမှာတွေ့ရှိခဲ့ပါတယ်ဒီအကြောင်းအိန္ဒိယစေပညာရှင်တွေကအမေရိကန်ခွေးစိတ်ဆံဝင်များကောလိပ်ရဲ့အစည်းအဝေးမှာတင်ပြခဲ့ပါတယ်အဲ့ဒီသုတေသနစာတမ်းတွေအရခွေးစိတ်မှုခံယူပြီးရနောက် ဂီတကိုနားထောင်ခြင်းဟာဝေဒနာနဲ့စိုးရင်ပူပင်မှုကိုယွန်းနေစေကလူနာရီရဲ့ပြန်လဲကျမ်းမာလာမှုကိုတိတိတသာအထောက်အကူပြုတဲ့အကြောင်းဆိုထားပါတယ်။ဂီတနားထောင်သူတွေဟာနာကျင်မှုခံစားရတာကိုစစ်တမ်းတွေအရစစ်ကိုရခိုင်နှုန်းအထိယွန်းနေခံစားရတာကိုတွေ့ရှိခဲ့တဲ့အကြောင်းတင်ပြခဲ့ကြပါတယ်။တဖန်လူနာရီဟာစိုးရင်ပူပင်မှုအဆင့်တွေဂီတကြောင့်တိတိတသာကျဆင်းသွားတာကိုလည်းတွေ့ရှိခဲ့ကြပါတယ်။ဂီတကုထုံကိုအသုံးပြုတွေဟာဂီတနားထောင်သူတွေထက် မော်ဖိန်လို့ခေါ်တဲ့နာကျင်မှုတက်တာစေတဲ့စေဝါသုံးဆွေမှုထွက်ကြော်ရောနယ်သွားကြတယ်လို့ဆိုပါတယ်ပြင်းမြအားဖြင့်ဂီတနားထောင်သူတွေဟာ3.58မီလီဂရမ်တာသုံးဆွဲခဲ့ပြီးနားမထောင်သူတွေကတော့1.65မီလီဂရမ်ထိသုံးဆွဲခဲ့ရပါတယ်ဂီတတင်စံနားထောင်သူတွေဟာနှလုံးခုန်လုံး3မိနစ်ကို0.5ကြက်ခန့်ပုံမှန်နှွှဲကွဲပြီးသွေးလေပတ်မှုနဲ့ပြန်လေကောင်းဝင်ရေးကိုအထောက်အကူပြုရလို့လဲစစ်တမ်းကဆိုပါတယ် လုံနာရဲခွေးစိတ်ပြန်နောက်နိုးလာတဲ့အခါတရှုတ်ကတကယ်ပဲကြောက်လန့်ပြီးဘေးရောက်နေမှမသိဖြစ်တတ်ပါတယ်လို့သူ့ပြည်သူတူကပြောပါတယ်။ဂီတကနိုးထလာတဲ့အဆင့်ကနေပုံမှန်အချိန်တွေကိုပြန်ရောက်ဖို့အကူအပြောင်းကိုလွယ်ကူစေပြီးစိတ်ဖိစီးမှုကိုချောချပေးနိုင်ပါတယ်လို့သူကဆက်ပြောပါတယ်။ဂီတဟာဦးနှောင်းရဲ့မတူညီတဲ့အစိတ်အပိုင်းတွေကိုအသက်ဝင်စရာအကြောင်းစိုးရိမ်ပူပင်မှုနဲ့နာကျင်မှုကနေစိတ်ကိုလွှဲပြောင်းပေးနိုင်တယ်လို့သိရပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါတယ်။ NBA ကနေ့စဉ်အကြမ်းလက်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ NBA ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝမောရည်လည်းပြေးကြပါစေခင်ဗျာ။